Hi, warmly welcome back to Hello Channel. အားလုံးမင်္ဂလာပါရှင်။ Hello Channel ရပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့အမလီဖတ်ပြပေးမှာကအောက်တိုဘာ25ရက်နေ့နဲ့အောက်တိုဘာ26ရက်နေ့မှာအာဘယ်လိုအခြေအနေလေးရှိမလဲ။စနေတနင်္ဂနွေကို ပြပြရွှေရွှေနဲ့ကြော်ဖြတ်နိုင်မလား။နော်။ဘယ်လိုအကြောင်းတရားလေးရှိလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်။ Okay, universe message တရားပါရမယ်ပေါ့နော် Okay, you are ready. Yes. Okay, let go. Thank you. Devon Kali Labian. โอเคดีอัทตูบอนนัสซางงานเนี่ยอัทตูบอนนัสซ้าสนิทนี้คนนี้มาบอลลูมีวจอบใช่ยางเนาะ Thank you. Many. Likely at seven of cups. အဲ့လေဒီမှာအမိတွေ့ရတပြေရွှင်ရွှင်နဲ့ဖြတ်တန်းရမလားပေါ့နော်အဲ့လိုမျိုးမိခုံမျိုးမိမယ်ဆိုရင်တော့အမိရထားတယ်ဖြစ်ရမှာဆိုရင် yes ကလေးရထားတယ်တပြေရွှင်ရွှင်နဲ့ဖြတ်တန်းရနိုင်တယ်90ရာခိုင်နှုန်းလောက်ဒါပေမဲ့အခုလက်ရှိအခြေအနေမှာပေါ့နော် devil and energy capricorn မော်နော် ဟိုကိုယ့်ရဲ့စိတ်ချုံတော်မှာလူတဦးတယောက်ကြောင့်เนาะကိုယ့်ရဲ့ဒီ1500ကျန်ကန်းတာပေါ့เนาะစိတ်ပိုင်းဆိုင်ရာကိုနှစ်သက်သဘောကျတဲ့ person တယောက်ကြောင့်ဒါမှမဟုတ်ရင်လေအချစ်ကြောင့်ပဲဖြစ်ဖြစ်1500ကြောင့်ပဲဖြစ်ဖြစ်ဒီလိုစိတ်ချုံတော်ပြင်မလာတဲ့အာရုံနေနောက်တစ်ခွာငွေကြေးအလုတ်ကိုင်းအာစီးပွားရေး business ပေါ့เนาะအဲ့လိုမျိုးအပိုင်းနေကြောင့် ောကို့မှာဒီပြင်မလာတဲ့အာယုံတွေကြောင့်စိတ်မှာအချုံနောင်နေဖြစ်နေတတ်တယ်ပေါ့နော်တချို့အတွက်ဆိုရင်အပြင်ကိုထွက်ချင်တယ်ထွက်လို့မရဘူးဖြစ်နေတာမျိုးတွေတကယ် physically မှာလည်းအဲ့လိုမျိုးအချုံနောင်နေတွေ့မိတာ physically ရောဒီ mental ဘိုင်းရောပေါ့နော်အဲ့လိုမျိုးတွေအဲတွေ့ရတယ်အဓိကကဘာလဲဆိုကိုကကို့မှာဖြစ်ချင်တဲ့ဆန္ဒတွေများနေတာနော်ဟိုအချိန်ဆွဲသလိုဖြစ်နေတာ၄အဲ့အဲ့တော့မရွေးချင်တာမျိုးဖြစ်နေတာမျိုးပေါ့နော် အဲ့လိုမျိုး emotion စိတ်ကံစားအချက်မှဆိုလဲတခုခုကိုဦးစားပေးထားပြီးတော့မရွေးချယ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာမျိုးလိုအမီရ message ကအခုဒီတောက်ကြ energy နဲ့ဒီပေါ့နော်ဆက်ဆာခြင်းမှာဒါပေမဲ့လည်းအဲ့ဒါစနေစနေဆက်ဆာခြင်းမှာဖြစ်နိုင်ပဲပေါ့နော်အဲ့ဒီအခြေအနေကနေပြီးတော့ကိုကဒီအဲစနေတနင်္ဂနွေနေ့ပေါ့နော်25 26မှာဆိုရင်ကိုအတွက်ပေါ့နော် yes energy ကိုပြောင်းသွားဖို့က80ရာခိုင်နှုန်းလောက်ရှိတယ်။ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနိုင်မှုကို manifest ထားတာတွေရဖို့အတွက်ကကျန်တဲ့30ရာခိုင်နှုန်းတော့ဒီအခြေအနေကနေလွတ်အောင်ထွက်ဖို့လိုအပ်တယ်။ဘယ်လိုလွတ်အောင်ထွက်ဖို့လိုအပ်လဲဆိုတော့တရားထိုင်တာ manifest လုပ်တာဒီလိုအခြေအနေမှာဆိုလုံးဝ healing လုပ်ဖို့လိုအပ်တယ်။နော်။အဲလိုမဟုတ်ရင်အတွေးတွေကြောင့်စိတ်ချုံနှောင်နေကြောင်းကိုမှအဲလိုဘာမှလည်းမရွေးချင်နိုင်ဘူးဘာမှလည်းမလုပ်ဆောင်နိုင်ဘူးအချိန်နေနောက်ကျနေတယ်နှောင်းအဲ့လိုမျိုးတွေဖြစ်နေပဲပေါ့နော် ဲ့တော့ကိုကအစင်ဟိုအရာအလုံးကကိုအတွက် ready ဖြစ်နေပြီတို့ဒါကြောင့်မို့လို့ကိုကဒီမှာ cycle နဲ့မောင်းတချို့တော့ဆိုရေခကြီးတွေသွားတာရေချားမြေချားနိုင်ငံရဲ့ချားပေါ့နော်အဲ့လိုခကြီးတွေထွက်တာမျိုးတွေအဲ့လိုမျိုးတွေဖြစ်လိုက်မယ်တချို့တွေကကြာခကြီးတို့လေးသွားတာမျိုးပေါ့နော်တချို့ကကြာကိုရဲ့လုပ်ငန်းတွေကိုစနစ်တကျနဲ့အဲတကယ်စန္ဒာတိပတိအားဝေပါဝါကောင်းကောင်းနဲ့ပေါ့နော်စနစ်တကျ run တာမျိုးတွေအဲ့လိုမျိုးတွေတွေ့ရတယ်နော်အော်ကိုကိုနိုင်ကလည်းလူတွေကိုကိုချင်းစာတရားနဲ့အဲနားထောင်ပေးတာနော် အကူအညီတွေပေးတာနော်ဟိုဒီလိုပဲကိုယ့်ကိုလည်းနားထောင်ပေးတဲ့သူတွေအကူအညီပေးမဲ့သူတွေပေါ်လာတတ်တယ်ပေါ့နော်စီးပွားရေးတွေလည်းအာ90ရာခိုင်နှုန်းလောက်ဒီဗီဒီယိုကြည့်လို့ရောက်တရမှာ90ရာခိုင်နှုန်းလောက်เนาะကိုပြန်ပြီးတော့အဆင်ပြေလာတတ်တယ်အဓိကကဘာလဲဆိုတော့ကိုကဒီကိုရဲ့စိတ်မှာပူပန်နေတဲ့ကိုရဲ့စိတ်အနာဂတ်နဲ့သွားပြီးတော့ပူပန်နေတာ worry ဖြစ်တာမျိုးเนาะအတိတ်မှတ်ညံနေတဲ့မှာ memory အတိတ်ကိုသွားပြီးတော့ အတိတ်ထက်ထိုင် MD ကတော့အနာဂတ်လို့ပို့ပြီးတော့ခန်းစားမိတယ်။အနာဂတ်အတွက်ပူပန်နေတဲ့စိတ်မျိုးတွေကိုလွတ်ချဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့အဲ့လိုလွတ်ချဖို့ဆိုတာလက်ရှိပြစ်ဆုံးပံတက်တယ်မှာကိုလုံးနေတဲ့အရာကိုအာယုံဆိုင်နိုင်မှုလိုအပ်တယ်။အဲ့ဒါ healing လုပ်လိုက်ပါတရားထိုင်လိုက်ပါ။ဟိုစိတ်ဟိုအားမမို့လဲကတာတချင်းဆိုတာအာယုံပေါ့နော်။အာယုံနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး focus လုပ်နိုင်တဲ့အခြေအနေတစ်ခုကို energy shift လုပ်နိုင်မှုအတွက် try မှုလိုအပ်တယ်ပေါ့နော်။အဲ့ဒီမှာ let go ဖြစ်ဖို့ကကြတော့ dad ကကိုကဒီမှာ ဟိုဓာတ်ရဲ့ပုံစံညာဒီမှာမှာယူအောင်ဒီမှာပေါ့တွေ့မလားအဲ့တော့အခါကျတော့ပုံစံတစ်ဖက်မတူနေဘူးဆိုလို့ကျွန်တော်အခြေအနေတစ်ခုကဒီတောက်ကြနေရစနေတနေ့ကိုနေအခြေအနေမှာဒီလိုမျိုးအပြောင်းလဲဖြစ်နိုင်မှုဆိုတာကကိုကဟိုကိုအတွက်မကောင်းတော့တဲ့အမှုအကျင့်နဲ့မကောင်းတော့တဲ့အပြောဆိုတွေမကောင်းတော့တဲ့ အစာအသောက်နေထိုင်ပုံစံတွေမကောင်းတော့တဲ့အရာတွေ dark energy အကုန်လုံးလွှတ်ချပြီးတော့ကိုယ့်ကိုယ်ကိုပြင်နာစင်နာလိမ့်နာဖိရာ action ယူတာနော်ကိုယ့်ရဲ့ကိုယ်စိတ်နှလုံးသုံးပါ energy body mind ရောပေါ့နော် body mind spirit ပေါ့နော်ဒီ energetically မှာရောဟိုတက်တက်ကြွကြွနေနိုင်မှုအတွက် energy ရအာ positive ဘက်ကိုသွားနေဖို့လိုအပ်တယ်ပေါ့နော်။အာတကယ်လို့ကျမရေချူချာနေတဲ့သူမျိုးတွေရှိရဆိုရင်ဒီစနေတနေ့ကနေမှပြန်ပြီးတော့ကောင်းလာဖို့ရှိရယ်နော်။အာဒီဟာလေးကိုတတိထားပါ30ရာခိုင်နှုန်းကတော့ဒီဗီဒီယိုကြည့်လူ30ရာခိုင်နှုန်းကတော့ဒီအချိန်ဒီမှာသွားပြီးပိတ်မိနေတတ်တယ်။အဲ့တော့အဲ့ဒီဟာကို healing လုပ်ပါ meditation လုပ်ပါနော်။အပြင်အာယုံတွေနောက်ကိုအရန်ကြီးမလိုက်ပါနဲ့အပြင်သတင်းတွေ news ပေါ့နော်။သတင်းစကားတွေအဲ့ဒီ အပြင်အာယုံတွေနောက်ကိုအရန်ချင်းမလိုက်ပဲနဲ့ကိုယ့်ရဲ့ inner self ကအတွင်းစိတ်ကို peace ဖြစ်အောင်ကြိုးစားပါအတွင်းစိတ်ကဘာတွေပြောနေလဲသိချာလေးနားထောင်ပါနော် okay so အဆုံးထိချိန်ပြီးနားထောင်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်စီးပွားရေးတွေပြန်အဆင်ပြေလာဖို့90ရာခိုင်နှုန်းရှိပါတယ်အလောက်ကိုင်းစီးပွားရေးပညာရေးပိုင်းနေပါနော် happy ဖြစ်ဖို့လည်း90ရာခိုင်နှုန်းရှိတယ်အဲ့ပူပန်နေတဲ့စိတ်ကလေးကိုပဲရော့ချပါပါနော် okay ပြဿနာတက်တယ်မှာနေပြီပါ okay ကျေးဇူးများကြီးတင်ပါတယ် bye bye